အလုံးစုံယောဂီသရဇင်ညာရှုနိမှန်နိရှုခွတ်ရှုမှတ်ခွတ်တဲ့ပဒေလိုတရားစကားနာကြားကြမယ်။ဒါကြောင့်ယောဂီတို့သက်သောသက်သာလေးခြံပြီးတော့တရားဓမ္မတို့ကိုနာခံမှတ်သားနိုင်ကြပါပြီ။ဒီရှိမှွားများဖို့ဆိုတာတဲ့ဥဒ္ဓမယ အာရဘလိမ့်တော်တရားမှတ်သားထားရမယ်စိတ္တမယခန္ဓာတည်းမှာအနေငယ်စဉ်းစားကြင်စီတွေးခေါ်ရမယ်ဘာဝနာကတော့ပြီးတော့မှအများကြီးပွားကြတာပေါ့ယခုဘုံဘုံတော်ယောဂီတို့တရားရှုမှတ်လာကြတာဘယ်ကြည့်ပြီးတော့ဒီလဲဆိုတော့ဘုံကရံကိုမကြည့်ဘဲနဲ့ပါဝင်တဲ့ပစ္စည်းကိုကြည့်တယ် အဲ့ဒီပါဝင်တဲ့ပြည်စည်းမှလူမရှိယောက်ျားမိန်းမမရှိဘူးလို့ဒီလိုလေနှလုံးသွင်းတယ်ပေါ့ဒီတော့အဲ့ဒီပါဝင်တဲ့ပြည်စည်းမြေကြီးမိလေဆိုတဲ့ပြည်စည်းကိုမိမိတဘောမိမိအလိုဖြင့်တခုမှပြောဆိုတမ်းမြင်လို့မရဘူးဒါကြောင့်ငါမဟုတ်အဲ့ဒါအနတ္တလက္ခဏာပဲ ါပြင်ယခုအခြင်းချုံပြီးကြီးလိုက်ရင်အဲ့လောက်ပဲပြီးဒီအဲ့ဒါကိုယုံကြည်လို့ရှုပွားနေအဲ့ဒါကိုပဲဒီကနေ့ရှင်းဆက်ပြီးတော့သွားကြမယ်ရှင်းဆက်သွားမယ်ဆိုတော့ဒီဓာတ်လေးပါးအထေဒရာကြီးရဲ့အနိစ္စဒုက္ခဒီနှလုံးကြံတဲ့ဒီအထေဒရာကြီးရဲ့အနိစ္စကဘလို့ပါလဲ အခြေကြရာကြီးရဲ့အလိုက်စားဒီစက္ကန်တိုင်းကြီးရင့်နေတာတဲ့ယောဂီတို့စဉ်းစားကြည့်ဩယောဂီတို့ပရိသန္တေစတ်နေတော့ကလလရည်ကြီးအရေးကြီးကလေးတည်တည်လေးတစ်စက်တစ်ပေါက်ကနေပြီးတော့အမြုပ်တွေဖြစ်လိုက်ကျွမ်းတော့တွေဖြစ်လိုက် တာတုတွေဖြစ်လိုက်နေအဲ့ဒီတော့ရေကနေအသားဒုံလေးအသားဒုံလေးကနေပြီးတော့အပေါင်းအကောင်ပေါင်းကြံလေးအကောင်ပေါင်းကြံလေးကနေပြီးတော့မျက်စိရဲ့ရည်တွေခြေတွေရှားရှားဖြစ်လို့အဲ့ဒါကိုလည်းဆေလတစ်နှစ်လောက်ဆိုရင်မိကေဝန်ပိုက်ဒီကနေအပြင်တော့ရောက်အဲ့ဒီတော့ကလည်းတည်တည်လေးပဲ အဲ့ဒီကနေဖြစ်ဖြစ်ချင်းကြီးရင်သာလိုက်တာယခုခန္ဓာကိုအထိပဲဒါဖြင့်ဒီခန္ဓာကိုကြီးဒီမွေးကလေးကဒီတော့တည်နေတာမဟုတ်ဘူးစက္ကန့်တိုင်းစက္ကန့်တိုင်းမှာပြောင်းလာခဲ့လိုက်တာဘုံကံအချင်းကြီးရင်တောင်မှမတူတော်ဘူးတိတာရီအကြီးအသေးအချင်းကြီးလိုက် ပထမက ရေစဲကလေးတစ်စက် အရိယာတိတိကြီးလာရင်တနည်းတော့ဆိုရင်ဒါအတန်းလူအယေလူကိုအယောလူယခုအရှင်ကြီးနဲ့အများကြီးกว่าတော့အဲ့ဒါတွေဘာဖြစ်နေတာတော့ဆိုတော့အဲ့ဒါဒီကြီးရင်နေတဲ့အနိစ္စဖြစ်နေတာပဲဒါခန္ဓာကိုယ်အချင်းတရာကြီးရအနိစ္စနော်စိတ်ရအနိစ္စမဟုတ်ဘူးမျက်လုံးရအနိစ္စမဟုတ်ဘူး ခန္ဓာကိုယ်ထေတရအတန်းဒုပြေအလုံးရဲ့အိဋ္ဆာယစီဆိုတဲ့အလုံးလေးပါတယ်နားလေးပါတယ်နားဆိုတာကြက်တက်တဲ့နားကိုပြောတာမဟုတ်ဘူးနားဆိုတဲ့ပုံသဏ္ဍာန်ဓာတ်လေးပါနဲ့လောက်ထားတဲ့လရွေကြီးကြီးပါတယ်အုံပါသာဆိုရင်ယောဂီတို့မွေးကလေးကနေယခုအချိန်ထိ စက္ကန့်တိုင်းစက္ကန့်တိုင်းမှာယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကြီးကြီးရင်းဆွေမြေယိုယွေအိုမင်းနေတယ်ကြီးရင်းတာလည်းဖြစ်နိုင်တယ်ပြီးတော့ပါလေဆွေမြေဒီတဲ့ထမကြီးတော့ဆွေဖို့ပဲရှိတော့လူကတဲ့30 40ဆိုအဲ့ဒီတဲ့အကောင်ကြီးထွားเสียအကြောင်းရှိတော့အဋ္ဌိကနေဆွေဖို့ပဲရှိတော့ တယတိလိုဘောတယတိအကင်းကလေးတည်တည်နဲ့အဲဒီကနေကြီး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 လာတော့သူ့အွေလောက်ရောက်တော့ထပ်မကြီးတော့မကြီးပဲနဲ့ဘာဖြစ်တယ်ဆွေးမြေရိုရင်းအော်မင်းပြီးတော့ပုတ်ပွားပြည့်စည်ကုန်တာပဲယခုလည်းပဲယုတ်ပြီးတော့အဲ့ဒီသဘောတဲ့အဲ့ဒီသဘော ယောဂီတော်ဘုဘုရရဲ့ခန္ဓာကိုယ်ကြီးဒီစက္ကန့်တိုင်းကြီးရင့်နေတယ်ဆိုတာယောဂီတော်စိတ်ဓမ္မရညာနဲ့စဉ်းစားတွေးခေါ်ကြည့်စက္ကန့်တိုင်းမှာကြီးရင့်နေတယ်စက္ကန့်တိုင်းမှာကြီးရင့်နေတယ်ဒါဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လန်းလို့မင်းရင်သူတော်ဘာရဲ့ခန္ဓာကိုယ်တွေကလည်းစက္ကန့်တိုင်းမှာကြီးရင့်လို့ယောဂီတော်လူလူတရားကိုစိတ်ချမှန်းပြီးတော့ကြည့်လိုက် ဩဒီဘဂဝယခုတော့ဒီရွေရွေဒါပေမဲ့ဒီဘဂဝဟိုမွေးကိစ္စတုံးကတင်းတင်းလေးမမွေးကင်တုံးကလည်းရေတစက်ကလေးပဲအဲဒီကနေစဉ်စဉ်ကြီးကျင်လာလိုက်တာဒီအရွေတော်ရောက်ရှိလာပါရောလားအဲဒီကနေစဉ်စဉ်ကြီးကျင်လာလိုက်တာဒီအရွေတော်ရောက်ရှိလာတဲ့ကော အဒီကလည်းစင်စင်ကြီးရင်လာလိုက်တာယောဂီတို့ကြည့်လိုက်တခြားသောပုဂ္ဂိုလ်ဘာဟိယယုတ်တရားကိုချုပ်ကြည့်အာယုံပြုကြည့်နှလုံးသွင်းကြည့်ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းကြီးရင်နေတယ်စက္ကန့်တိုင်းကြီးရင်ပြောင်းလဲနေတယ်ပြောင်းနေတယ်ပေါ့အလုံးလေးပြောပါဆိုရင်တော့ယောဂီတို့ပြောင်းနေတယ်လို့ပြောရင်တော့ပေါ့ကောင်းပါ ရဝဏ္ဏခန္ဓာဘောကလည်းပြောင်းနေတယ် quality လည်းပြောင်းနေတယ်အကြီးအသေးလည်းပြောင်းနေတယ်ဘုံပရင်လည်းပြောင်းနေတယ်အဲ့ဒါဒီယုတ်တုံးကြီးရဲ့အလိုက်စားပဲဒါဆိုရင်ယောဂီတော်လောကကြီးထဲမှာရပ်တန့်နေတဲ့ပုဂ္ဂိုလ်တဦးမှမရှိဘူးအလုံးဒီပြောင်းနေတဲ့ပုဂ္ဂိုလ်တွေကြီးပဲပြင်းနေတဲ့ပုဂ္ဂိုလ်တွေကြီးပဲ ဒေဝပြင်းနေတာတော့ပြည့်စည်တဲ့ဘက်တော့ဥတည်ပြီးတော့ပြည့်နေကြတယ်ပြည့်စည်ခြင်းအဆုံးရှိတဲ့ပန်းတိုင်တော့ပြည့်နေကြတယ်ယောဂီတို့တေချာလေးတွေ့ကြည့်လို့ဒေပြည့်စည်များကောင်းတဲ့ဘက်တော့ပေါ်ပြီးတော့ခိုင်ကြီးတဲ့ဘက်တော့သွားနေတယ်လေအသက်မရှိတဲ့ပြည့်စည်မှလည်းကြည့်လိုက်ပြန်တို့လိုလေးဓာတ်လေးပါးနဲ့ဖွဲ့စည်းထား ေပြစီမြာခံခန်းတဲ့ဘက်တော်သွားနေတယ်လေ။ကွန်ကရစ်ဆိုတဲ့ဒီလမြေနာညာအင်ဂျင်လေးမတော်ဘူး။တန်တယ်လေးကတန်တွေကလည်းပဲသူ့ရဲ့တတန်းအလျောက်ဆွေမြေယိုယွင်းအောင်မင်းနေရတာပဲ။တသားကလည်းဒီလိုပဲတတ်ထုကလည်းဒီလိုပဲ။ဒါပြေယောဂီတော်တစ်ခုမှယက်တတ်နေတဲ့သရဝပစ္စည်းဆိုတာမရှိဘူး။ တရဝတိုင်းတရဝတိုင်းကပြင်းလွှားနေကြတယ်ပြောင်းလဲနေကြဒီနေတဲ့အရာဝတ္ထုသက်ရှိသက်နဲ့တခုမှမရှိဘူးလေဗျာဒီနေတဲ့သက်ရှိသက်နဲ့တခုမှမရှိဘူးအာလုံးဒီပြောင်းနေတယ်ပြင်းနေတယ်အာလုံးဒီပြောင်းနေတယ်ပြင်းနေတယ် အလုံးဟာပြောင်းနေပါလေအလုံးဒီပြေးနေပါ၏အလုံးဒီပြောင်းနေသည်ပြေးနေသည်ဩကြည်စံကြည်စံဘဒုတုတ္တယဘာမလေဟိတန်းတို့မရပါရောလားဟိတောတော့ရစေတဘောရှင်မတရားအရင်လောက်ပါဟော တဘုရှင်ရဲ့နောက်ဆုံးတော့တရားပဲ။ဘာဖြစ်လို့တဘုရှင်ကလည်းလုံးလို့မရတော့။တရားယုတ်ကြီးတော့တစုံတဝုတော့ပုဂ္ဂိုလ်မှတမ်းပြခြင်းကမစွန်းနိုင်ဘူး။တစုံတဝုတော့ပုဂ္ဂိုလ်မြတ်မှတမ်းပြခြင်းကမစွန်းနိုင်ဘူး။ ။ဒါဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုကြီးနေပြန်လို့လေပြင်းလို့ပြောင်းလို့ဘရမရဲ့ခန္ဓာကိုယ်ကြီးကိုကြီးနေပြန်လို့လေပြင်းလို့ပြောင်းလို့တရှိတရဝါဒီအလုံးကိုကြီးလိုက်တာလေပြင်းလို့ပြောင်းလို့အဲ့မဲ့ပြည့်စည်ကိုကြီးလိုက်တာလေပြင်းလို့ပြောင်းလို့တခုမှရပ်တန့်နေတာမရှိဘူး တက်ရှိရောတက်မေရောအပြင်းပြိုင်နေကြရည်ဗျာဘသူအရင်ပြင့်မလဲဘသူအရင်ပြောင်းရမလဲပြောင်းခြင်းဆိုတဲ့ဘန်းတိုင်တော့အပိတိုင်ပြောင်းလဲခြင်းဆိုတဲ့ဘန်းတိုင်တော့ဘသူအရင်ရောက်မလဲဆိုပြီးတော့အပြင်းပြိုင်နေကြရည်အပြင်းပြိုင်နေကြဒါမြင်ယောဂီအပေါင်းတို့ဘောင်တော့ မိမိရဲ့ခန္ဓာကိုယ်ကြီးကိုကြည်လိုက်ပါစကန္တစကန္တပြောင်းနေပါ၏အတိမဖြစ်သောခန္ဓာကိုယ်ကြီးသည်ယခုခန္ဓာကိုယ်မဟုတ်ယခုဖြစ်ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးသည်လည်းအနန္တသောမသောအနန္တမှဖြစ်တတ်သောခန္ဓာကိုယ်သည်လည်းပင်တရှိသောမသောအနိစ္စဘတကား အဲ့ဒါစာအတိုင်းရှုတာပဲလောကိတောအရှင်ကဖြစ်သောယုတ်တရတိယခုယုတ်တရမဟောအဲ့ဒီအရှင်မန္တပြောင်းပြဲသွားခဲ့ပါပြီယခုဖြစ်ပေါ်နေတဲ့ယုတ်တရတိလည်းပဲအနန္တောသောမမဟောယခုအရှင်မန္တမလည်းပြောင်းပြဲနေပါပြီ။ အစောရင်ကာမဂုဏ်ကိလိုအနင်္ဂမဖြစ်ပေါ်လာတဲ့သောယုတ်တရားကြီးဒီလည်းပဲတရားတော်ရောက်မှမဟောထောဖြစ်ရာအနင်္ဂကာလမှာပဲလျင်ပြောင်းပြည့်သွားမှန်ပါပဲအဲ့ဒီတော့သုံးချက်သုံးချက်ပေးထားတဏှာယုတ်တော်အလိစ္ဆနဲ့ပတ်သက်တော့ခန္ဓာကိုယ်အထေတရာကြီးရဲ့အလိစ္ဆနဲ့ပတ်သက်တော့ <laughs> မိမိလေးမဟောမိမိလေးမဟောမိမိလေးပြောလို့မရဆိုလို့မရစက္ကန့်တိုင်းလေးပြောင်းစက္ကန့်တိုင်းလေးပြောင်းနေတယ်မိမိလေးပြောလို့မရတဲ့ဟောဒီပြည့်စည်တဲ့ဟောဒီထေရာကြီးနဲ့ရှင်သွင်းနေတဲ့ရာကြီးသည်ဒုက္ခပါရောလားမိမိလေးပြောလို့မရတဲ့အနန္တခန္ဓာကိုယ်နဲ့ စက္ကန္တလေးပြောင်းနေတဲ့အနိစ္စခန္ဓာကိုနဲ့ရှင်တွင်းနေတရားချင်းဒီဒုက္ခအဲ့ဒါမှဒုက္ခအကြီးကြီးပြန်အဲ့ဒါမှဒုက္ခအကြီးကြီးဘေးတန်တက်နေတယ်လို့ပဲတဲ့ဘေးတန်တက်နေတယ်လို့ပဲယောဂီအပေါင်းတို့ကောင်းတော့ အရာလေးနှလုံးသွင်းအာယုပြုအရာလေးနှလုံးသွင်းအာယုပြုဘေဒံဒီပြင့်နေတာလို့စက္ကန္တန်ဒီပြောင်းပြီကိုယ်တော်ကောလို့ပြင်းနေတခုမှပြောဆိုတမ်းနေလို့မရဘူးတဲ့ဒါပေမဲ့မင်းအတူတူရှင်တွင်းနေထိုင်ရမည်တဲ့ အစုံတဝူကကိုယ်ကိုဒံခတ်ထားတာနဲ့မတူဘူးလားအစုံတဝူကမိမိကိုယ်ကိုဝတ်ကြိုးကြီးခံရမယ်ဆိုပြီးတော့ပြစ်ဒဏ်ပေးနေတာနဲ့မတူဘူးလားဒါကြောင့်ဘုရားရှင်ကဝိပါကဝဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကိုရခြင်းသည်ဝိပါကဝဒုက္ခသစ္စာဤတော့ဒုက္ခံဘယတိနံ ။ဟောဒီခန္ဓာကိုယ်ကြီးကိုရခြင်းဒီစင်ရည်ပဲစင်ရည်ဆိုတာဘေးသင့်နေတာပဲ။စင်ရည်ဆိုတာဘေးသင့်နေတာပဲဘေးသင့်နေတာပဲ။ဒါဖြင့်ယောဂီအပေါင်းတော်ကောင်းတို့အန္တကိုကြည်ရအနိစ္စသက္ကံတိုင်းပြောင်းနေလေ အတော်ခေအတ္တရကြီးရဲ့နိုင်စံစက္ကန့်တကြီးရင်နေပါပြီစက္ကန့်တကြီးရင်နေတဲ့ဟောဒီခန္ဓာကိုကြီးနေရှင်တွင်နေထိုင်ရာချင်းသည့်ဒုက္ခဘေးသိမ့်နေသလိုပါပဲဟောဒီေဘသောတတရားတို့ကိုမိမိအလိုမိမိသဘောဖြင့်တခုမှပြောစောတမ်းမြေလို့မရအနန္တ တခုမှပြောစော်တမ်းမြင်လို့မရတဲ့အနတ္တမိမိသဘောမိမိလိုချင်တခုမှပြောစော်တမ်းမြင်လို့မရတဲ့အနတ္တသဘောပါယောလာစကလေးကိုအေးချင်းချင်းလေးထပ်ပြီးတော့သူတ္တမယစိန်တမယညာနဲ့နှလုံးသွင်းကြည့် အမြင်ယောဂီတို့ယခုလောလိစ္ဆဒုက္ခတတ္တရှုတဲ့အခါမှာပုံကရံကြီးကိုလုံးဝအာယုံမပြုပါနဲ့ပုံကရံကိုလိစ္ဆဒုက္ခတတ္တရှုနေရမဟုတ်ပါဝင်တဲ့ပစ္စည်းကိုလိစ္ဆဒုက္ခတတ္တရှုနေတာပါဝင်တဲ့ပစ္စည်းကိုလိစ္ဆဒုက္ခအနတ္တရှုမှနေခြင်းသာဖြစ်ပါလေအကြောင်းယောဂီအပေါင်းတို့ကောင်းတို့ စေကလေးကိုအေးချင်းချင်းထပ်ပြီးတော့ဒေရှာရှုမပွားများအားထုတ်ကြည့်ပါစေကလေးကိုအေးချင်းချင်းထပ်ပြီးတော့ဒေရှာရှုမပွားများအားထုတ်ကြည့်ပါဘောနဲ့မဆိုင်တလို့ဘောနဲ့မပတ်သက်တလို့လေးကြည့် မြေရေမိလေဆိုတဲ့လေးပါးသောပစ္စည်းမြေရေမိလေဆိုတဲ့လေးပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်မြေရေမိလေဆိုတဲ့လေးပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ဘုံကရံကိုဗဒာနမပြုတဲ့ပါဝင်တဲ့ပစ္စည်းကိုဗဒာနပြုပြီးတော့ ဒီလေးပါးသောခန္ဓာကိုယ်သည်လူလည်းမဟုတ်ယောက်ျားမိန်းမလည်းမဟုတ်ငန်းလည်းမဟုတ်စက္ကန့်တိုင်းလည်းကြီးရဲ့နေရေဒီခန္ဓာကိုယ်အခြင်းတရာကြီးနဲ့ရှင်တွဲနေတရားချင်းသည်ဒုက္ခပါရောလားလို့ယောဂီများအရှာစွာတုဒ္ဓမယစိန်တမယဉာဏ်ဖြင့်နှလုံးသွင်းကြည်ပါ ခန္ဓာကိုယ်ကြီးကိုအစစ်မပြတ်ကြည့်ကြည့်တဲ့အခါပုံကရံမကြည့်နဲ့တတိပါရဲ့သဘောကိုသာကြည့်ပုံကရံကြီးကမရှုမိပါစေနဲ့တတိပါရဲ့သဘောအဲ့ဒီတတိပါသည်လူမဟုတ်ယောက်ျားမိမမဟုတ်ဝမဟုတ်စက္ကန့်နဲ့ပြောင်းနေသည်ဒီတလေးပါးနဲ့ရှင်တွင်းနေတရာခြင်းဒီဒုက္ခဆိုတဲ့သဘောကိုသိချင် မိမိရဲ့ခန္ဓာသူရပါရဲ့ခန္ဓာမိမိရဲ့ခန္ဓာကိုကြည့်လိုက်ပြန်လို့လေဓာလေးပါအခြေတရာကြီးလူယောက်ျားမိမမဟုတ်ငါမဟုတ်စက္ကန့်တိုင်းကြီးရဲ့နေသည်ဩဒီအခြေတရာကြီးနဲ့ရှင်တွင်းနေတဲ့ခန္ဓာချင်းဒီဒုက္ခဆိုပြီးတော့ပြုတ်ပြီးတော့ရှုမှတ်ပေးနေပါ ပြဘာယခန္ဓာကိုယ်ကိုလည်းရှုမှကြည့်မိမိသူတော်ဘာပေါင်းပြီးတော့လည်းရှုမှကြည့်လဒါဆိုရင်တော့ယောဂီတော်တော့တလောကလုံးမှာဩဝုခန္ဓာရတဲ့ပုဂ္ဂိုလ်ဘေးသင့်ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေကြီးပါရောလားဘယ်သူမှဒီဒုက္ခကြီးကမလွတ်ဘူးလေဒါဆိုရင်ယောဂီတော်တရားဝါဆိုတဲ့ခန္ဓာကိုယ်ရခြင်းဒီဒုက္ခကိုယ်ရခြင်းပဲ ခန္ဓာကိုယ်ကြီးကိုတောင့်တခြင်းသည်ဒုက္ခကိုတောင့်တခြင်းခန္ဓာကိုယ်ကိုနှစ်သက်ခြင်းသည်ဒုက္ခကိုနှစ်သက်ခြင်းတဲ့အဲ့ဒီကြောင့်လည်းပတ်သက်လို့ဘုရားရှင်ပြောထားတဲ့တဏှာရှိတယ်။သဘောတရားကတော့ခန္ဓာကိုယ်ကိုနှစ်သက်မယ်ဆိုရင်ဒုက္ခကိုနှစ်သက်တာပဲခန္ဓာကိုယ်ကိုသဘောကျရင်ဒုက္ခကိုသဘောကျတာနဲ့အတူတူပဲတဲ့အဲ့ဒီသဘောတရားမျိုးဟောထားတာရှိတယ်။ ဒါပြင်ယောဂီတို့လောကကြီးမှာဟောဒီဒုက္ခသစ္စာဝိပါကဘောဘေဒံသိနေခြင်းကလွမြောက်နေတဲ့ပုဂ္ဂိုလ်ဘယ်သူများရှိမလဲရှာကြည့်လိုက်မိမိယောသူတဘာယောမိမိကလည်းပဲဘေဒံသိနေတဲ့ပုဂ္ဂိုလ်ဟုတ်တယ်လေမိမိတဘောမိမိလောကီလေးတကူမှပြောမရဘူး စကန္တလေးကြီးရနေတဲ့ဟောဒီခန္ဓာကိုယ်ထေရကြီးဒါရတဲ့ရှင်သွင်းနေတဲ့ရာခြင်းဒီဒုက္ခဘယဖြစ်တော့ဒိဋ္ဌံသိနေတာပဲဒိဋ္ဌံသိနေတာပဲတာပြင်းမိမိနေတာသူတော်ဘာလေးအဲ့ဒီလိုမိမိသူတော်ဘာလောကပေါ့ရင်ဟောတလောကလုံးဟုတ်တယ်တလောကလုံးဒိဋ္ဌံသိခံနေရတယ် တလောကလုံးလောကသစ္စာကြီးကိုယထားနေဗျာတရဝါတိုင်းတရဝါတိုင်းဒုက္ခသစ္စာကြီးကိုယထားကြတယ်ယထားကြယထားတော့ဘာဖြစ်မလဲဒုက္ခရတော့စင်ရည်တာခံရမှာပေါ့ဒုက္ခကိုရရင်စင်ရည်တာကိုခံရမယ်ဒဏ်ခတ်ခြင်းကိုခံရမယ် ။ဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ကတလောကလုံးအနေနဲ့ရှင်ကုန်ပြီးတော့သုံးသပ်ကြည့်။ဩကြည်စံကြည်စံ။ဘာရောဟောဒီကန္နာကိုကြည့်တော့ရခြင်းဒီဒုက္ခရတာပဲ။သူတော်ဘာလဲဒုက္ခရတာပဲမိမိသူတော်ဘာနှုတ်ပေါင်းရင်လည်းဒီအဖြစ်ပဲဖြစ်ပါလိမ့်။ဩဒါကြောင့်ဘုရားရှင်ကခန္ဓာကိုယ်ကြီးကကျွတ်အောင်လွတ်အောင်လုပ်ကြလို့ပြောခြင်းဟာဒီအကြောင်းကြောင့်ပါရောလား ယောဂိညာနှလုံးသွင်းစင်ကြင်ပွားများနေပါလာကျင်မှုတိုက်ခဲမှုဖြစ်ပေါ်လာတဲ့အခါမှာတော့ယောဂီတို့စိတ်ကလေးကိုရှုရှာစကလောကိုရှုရှာအာမရှိတယ်လို့နေမေပြီးတော့နာကျင်လာရင်အဲ့ဒီနာကျင်နေတဲ့တဏှာလေးကိုထိုးပြီးမကြည့် ဩဒါသိပတဝီဆိုတဲ့သဘောတရားရှိလို့အဲ့ဒီသဘောတရားကထွက်ပေါ်နေခြင်းတာဖြစ်ပါရောလားလို့အဲ့ဒီလိုကြည့်ခန္ဓာကိုယ်တစ်ခုလုံးမှာပထဝီဆိုတဲ့မြေဓာတ်ပါလေအဲ့ဒီမြေဓာတ်ကသူ့လုံသူ လုံနေတာပဲအဲ့ဒီမြေဓာတ်ကသူ့လုံသူလုံနေတာပဲ အိမယခန္ဓာကိုယ်ကိုကြည်လဒုရဘခန္ဓာကိုယ်ကိုကြည်လတခါတခါမှလည်းတလောကလုံးကိုကြည်လအဲ့ဒီတော့လစ်ပပြီးတော့ရှုမှတ်နေပါစကလေးကိုအေးချမ်းချမ်းလေးထလူဆိုတာလည်းမရှိယောက်ျားမိန်းမဆိုတာလည်းမရှိ သဘာဝတရားအခြေတရာကြီးအဲ့ဒီအခြေတရာကြီးကဘာလို့နေတယ်စက္ကန့်တိုင်းပြောင်းနေတယ်အဲ့ဒီအခြေတရာကြီးကဘာလို့နေတယ်ကိုယ်တော်ကိုယ်အလိုနဲ့လေတခုမှတန်းလို့မရဘူးအဲ့ဒီအခြေတရာကြီးနဲ့ရှင်တွဲနေတရားခြင်းတည်းတန်သိနေတယ်လို့ပဲတဲ့ ခြေတော်ကြီးနဲ့ရှင်တွင်းနေတန်ရာခြင်းတည်ဒံသိနေတယ်လို့ပဲတဲ့ယောဂိညာတိရှာလေးအာယုစိတ်နှလုံးသွင်းပေးပါစေဂလေးကိုအေးချင်းချင်းလေးထပ်ပြီးတော့ပွားများခြင်းမိမိရဲ့ခန္ဓာကိုယ်ကြီးကိုရှုလိုက်ဒုရဘခန္ဓာကိုယ်ကိုရှုလိုက်မိမိဒုရဘပေါင်းပြီးတော့ရှုလိုက် ဩကိုယခန္ဓာကိုကြည်ပြန်တော့လေလူမစောရာမရှိယောက်ျားမိမစောရာမရှိအဲ့ဒီသေးသေးတုံးခဲကြည့်ဒီလေစက္ကန့်တိုင်းပြောင်းလဲနေနေကြည်ရင်နေနေဒီသေးသေးကြီးနဲ့ရှင်တွဲနေတရားချင်းဒီဘေးဒဏ်သိနေတယ်လို့ပဲအဲ့လိုဟောဒီသေးသေးကြီးကိုလေမိမိတော်မိမိလိုဖြင့်တခုမှပြောဆိုတမ်းမြစ်လို့မရတယ်ဩ သဘာဝတရားတို့ပါယုလာသဘာဝတရားတို့ပါယုလာလို့ရှုမှတ်နေပါသဘာဝတရားတို့သာဖြစ်တယ်သဘာဝသောမတို့သူ့လို့သူ့လို့ပါပေါ့ကိုယ်နဲ့မဆိုင်ကိုယ်နဲ့မပတ်သက်တဲ့ခန္ဓာကိုယ်ကြီးကိုယ်နဲ့မဆိုင်ကိုယ်နဲ့မပတ်သက်တဲ့ခန္ဓာကိုယ်ကြီး သူလုံသူလုံနေပြီသဘာဝတရားကြီးသူလုံသူလုံနေပြီသဘာဝတရားကြီးကသူလုံသူလုံနေတယ်လုံတဲ့ကိုယ်နဲ့မဆိုင်ကိုယ်နဲ့မပတ်သက်တဲ့ခန္ဓာကိုယ်ကြီးဩကြည်စံကြည်စံစိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့ကြည်ပြီးအမြဲတမ်း အလောင်းနေရမနေတွေးနေရမယ်ဝေဖန်စီစစ်နေရမယ်စင်ကျင်သုံးကနေရမယ်အမြဲတဝေဖန်စီစစ်စင်ကျင်သုံးကအားထုတ်နေကြရမယ် စေကလေးကိုရင်ချင်းချင်းသာယခုထိုင်နေတဲ့ခန္ဓာကိုယ်ဘုံကရံကိုအာစိတ်ပြီးမကျင်းနေယခုပန်းဝင်တဲ့ပစ္စည်းတွေပဲရေတို့ပါလေလေတို့ပါလေအဘွေတို့ပါလေနာချင်းကိုက်ကြီးချင်းမာချင်းပြုတ်ချင်းဆိုတဲ့သဘာဝတရားတွေပါလေအဲ့ဒီပန်းဝင်တဲ့ပစ္စည်းလူလေးမဟုတ်ယောက်ျားမိန်းမလေးမဟုတ်ငါလေးမဟုတ်ဒီမိချင်းတွေမရှိ ။အောဒီပစ္စည်းကြီးနဲ့ရှင်တွင်းနေတရားခြင်းဒီဒုက္ခပါရောလားဒုက္ခပါရောလားလို့အချင်းချင်းစင်ကြင်ပါနှလုံးသွင်းပါပွားများအားထုတ်နေပါစေကလေးကိုအင်းင်းချင်းထပ်ပြီးတော့နှလုံးသွင်းစေကလေးကိုအင်းင်းချင်းထပ်ပြီးတော့နှလုံးသွင်းပေးပါရင်းရင်းနဲ့အာယုံပ တေ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 လေအာယုဖြူတရားကတော့ဆင်းဆင်းသောမှဆင်းဆင်းတည်းဒါကြောင့်တခါလေးတလုံးပြောရင်တလုံးကိုကြည်ညင်းအောင်လုပ်ထားကြရမယ်တလုံးပြောရင်တလုံးကိုပိုင်အောင်နိုင်အောင်အားစိတ်ကြရမည် အပြင်အလုံးတော်ယောဂီတရဇေမြတ်ဘုဘုံတော်နာယီဝတ်တော်ခန္ဓာမြေကြီးတော်ဆင်ပြေတဲ့ခန္ဓာကိုဣရိယာပုတ်ဖြင့်ဆက်လက်ကျင့်သုံးကြပါမည်